အားလုံးပဲမင်္ဂလာပါကျမတို့ relative clause တွေအကြောင်းပြောမယ်ပေါ့เนาะအဲ့တော့ relative clause ဆိုတာကလည်းကျမတို့ adjective clause ပဲဖြစ်တယ်အဲ့တော့ adjective clause ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုအမျိုးအစားခွဲတဲ့အခါမှာနှစ်မျိုးထွက်တယ် defining clause နဲ့ non defining clause အဲ့တော့ defining clause ကြတော့ကျမတို့ comma မပါဘဲနဲ့ရေးတယ်ပေါ့เนาะ without comma အဲ့တော့ comma မပါဘဲရေးတဲ့အတွက်ကြောင့်သူဒီ essential information အရေးကြီးတဲ့ဒီ information ပေါ့เนาะသတင်းအချက်အလက်တွေကို ပေးတဲ့နေရာမှာရေးတယ်ပြီးတဲ့အခါမှာ non defining clause ကြတော့ with comma เนาะ comma လေးနဲ့ခံပြီးတော့ရေးတယ်ဒီသူဒီ essential information မဟုတ်ဘူး extra information เนาะအပိုတိပါစေဆိုပြီးတော့ထပ်ပြီးတော့ comma လေးတွေနဲ့ဒီ noun ရဲ့အနောက်မှာ comma လေးခံပြီးတော့လူဆိုရင်တော့ who ဒီတရိစံတို့ဒီ animal တို့ things တို့ကြတော့ which နဲ့ကျမတို့ရေးလေးရှိတယ်အဲ့တော့ ဒီ defining clause မှာဆိုရင်လူအတွက်ဆိုရင်ပေါ့နော်ဒီ people အတွက်ဆိုရင် who တို့မဟုတ်တဲ့နှစ်မျိုးလုံးသုံးလို့ရတယ် who နဲ့ပဲရေးရေးတန်းနဲ့ပဲရေးရေး comma ခံပြီးတော့ရေးစရာမလိုဘူး comma မပါတဲ့အတွက်ကြောင့်သူဒီ defining clause essential information ကိုပေးတယ် non defining clause မှာကြာတော့ကျွန်တော်တို့လူအတွက် သုံးမယ်ဆိုရင် who တစ်မျိုးတည်းပဲသုံးလို့ရတယ်ဒီ that နဲ့လာရေးလို့မရဘူးပြောချင်တဲ့အဓိပ္ပာယ်ကဒီအရှိမအထူးပြုမဲ့ noun ရှိမယ်အဲ့ဒီ noun နဲ့ဒီ wh question 1နဲ့ဂျားထဲမှာကော်မာရှိမယ်အဲ့တော့အဲ့ဒီနောင်ကိုထူပြတဲ့ ဒီအနောက်မှာလိုက်လာတဲ့ဒီ clause ဒီ wh question 1နဲ့စထားမှာဖြစ်တယ်ပေါ့နော်ဒီနေရာမှာ who is ကျမတို့ lu ဆိုပြီးတော့ than နဲ့လာရေးလို့မရဘူးဒါက non defining clause ရဲ့ဒီကျမတို့ rule ပေါ့နော်စီမင်းဖြစ်တယ်ထို့အတူပဲကျမတို့ animals တို့ဒီ things တို့ပေါ့နော်ဒီတခြားလူမဟုတ်တဲ့ဒီတရိစ္ဆာန်တွေအရာဝတ္ထုတွေအတွက်ဆိုရင်တော့ defining clause ပေါ့နော် defining clause ရာက essential information ကို based clause တွေမှာဆိုရင် that ကိုသုံးပြီးတော့ extra information information ကိုပေးတဲ့ဒီ non defining clause တွေမှာကြတော့ which ကိုပဲသုံးတယ်เนาะဒီ non defining clause တွေမှာတတိထာမှာကဒီ that ဆိုတဲ့ relative pronoun ကို comma ပါတဲ့ wedge တွေမှာထပ်ပြီးတော့ရေးလို့မရဘူးဆိုတဲ့တစ်ချက်မှတ်ထားပေးပါအဲ့တော့ကျမတို့ example လေးတွေဖတ်ပြီးတော့ဒီဟိုကိုဘာသာကို related clause တခုရေးကြည့်ကြည့်မယ်เนาะအဲ့တော့ဒီမှာ wedge နှစ်ចောင်းပေးထားတယ် John Wish เนาะ John Wish ဆိုတဲ့လူကเนาะသူဒီစာချက် explain ရှင်းပြတယ်တဲ့ သူဘာကိုရှင်းပြရလဲဆိုရှင်းပြသည်ဆိုတဲ့ verb ဒီကျွန်တော်တို့ transitive verb အဲ့ဒီအတွက်ကြောင့်နောက်မှာ object ရှိတယ်အဲ့တော့ the complex structure of DNA ဒီတွဲလုံးဒီ object နေရာကိုဝင်တဲ့ noun phrase အဲ့တော့ John Fish ကဒီ DNA ရဲ့ဒီရှုပ်ထွေးတဲ့ structure ဖွဲ့စည်းပုံကိုရှင်းပြသည်အဲ့တော့ he ဆိုတဲ့လူကဒီ John Fish ကို ပြန်ပြီးတော့ညွှန်းထားတဲ့ pronoun နံစားဖြစ်တဲ့ is ဖြစ်ပါသည်တဲ့အဲ့တော့နောက်မှလိုက်လာတဲ့ a research commit အဲ့ဒါက complement နေရာကိုဝင်တဲ့ article နဲ့ noun ဒီ compound noun နဲ့တွေ့ထားတယ်ပေါ့နော်အဲ့တော့ complement နေရာကိုဝင်တဲ့ noun phrase အဲ့တော့ john wish ဆိုတဲ့လူက john wish ဆိုတဲ့လူသည် is ဖြစ်ပါသည် a research commit ဒီဓာတုဗေဒပညာရှင်တဦးဖြစ်သည်အဲ့တော့ကျမတို့ဒီပေးထားတဲ့ဝကျနှစ်ကြောင်းကို related clause နေနဲ့တစ်ကြောင်းနဲ့ပြန်ပြီးတော့ရေးမယ်အဲ့တော့ရေးတဲ့အခါမှာဆိုရင် င် John Wish ကျမတို့စာချက်အရင်လေးလိုက်မယ်ပြီးတဲ့အခါမှာအဲ့ဒီ John Wish ကို ကိုစားပြုတဲ့ဒီ he ဆိုတဲ့ pronoun နံစားအစားကျမတို့ဗာရေးမလဲဆိုတော့လူဖြစ်တဲ့အတွက်ကြောင့် WHO who နဲ့ရေးမယ်ပြီးတော့နောက်မှရှိတဲ့ complement တွေလုံးပြန်ရေးမယ် who is a researcher เนาะသူဒီဒီဓာတုဗေဒပညာရှင်တူဖြစ်သည်အဲ့တော့ဒီနှစ်ခုရဲ့ကြာမှာကျမတို့ comma လေးတွေတွေ့တယ်။ comma ပါတဲ့အတွက်ကြောင့်သူဒီ extra extra information ကိုပေးတော့ non defining clause ဖြစ်တယ်နော်။ Okay အဲ့ပြီးတဲ့အခါကျတော့မှ John Fish ကသူကစာချက်သူဘာလုပ်တယ်လဲ explain ရှင်းပြသည် the complex structures of DNA DNA ရဲ့ဒီရှုပ်ထွေးတဲ့ဖွဲ့စည်းပုံကိုရှင်းပြသည်ပေါ့နော်ဒီလိုမျိုးဖြစ်တယ်အဲ့တော့ဒီဝဲကြောင့်ကျွန်တော်တို့ကြည်လိုက်တဲ့အခါမှာကော်မာနဲ့ပါထားတယ်အဲ့တော့ကော်မာပါခြင်းမပါခြင်းဆိုတာကဒီဝဲကြောင့်ကိုရေးထားတဲ့သူက ဆုံးဖြတ်တာနော်အဲ့တော့သူဒီကော်မာနဲ့ထည့်ရေးတဲ့အတွက်ကြောင့် who is a research a research chemist ဆိုတဲ့ဒီဓာတုဗေဒပညာရှင်တဦးဖြစ်သည်ဆိုတဲ့အရာဒီအပိုတိပါစီလို့ထပ်ပြီးရေးထားတဲ့ ဒီ related non defining clause ဖြစ်တယ်เนาะ okay အဲ့တော့နောက်တစ်ကြောင်ကျွန်မတို့ဆက်ပြီးတော့ကြည့်ရအောင်ဒီဝေကြမှာဆိုရင် Dr. White ပေါ့เนาะ Dr. White က is ဖြစ်ပါသည် an ecologist ecologist ဆိုတာကတော့ကျွန်မတို့ geh ဘေဒပညာရှင်ကိုပြောခြင်းဖြစ်တယ် geh ဘေဒပညာရှင်ဆိုတာကဒီအဲတက်ရှိတွေရေပေါ့เนาะဒီအပင်တွေဒီတက်ရှိတွေ ਨੇ သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်အကြောင်းမှရှိတဲ့အပြန်အလှန်ဆက်ဆက်နေတဲ့ function တွေကိုလေ့လာတဲ့ဒီ geh geh ဘေ ဒါစနစ်ကိုလေ့လာတဲ့သူတွေပေါ့နော် ecologist တွေကတော့ဂေဟပင်ဗေဒပညာရှင်တဦးဖြစ်သည်သူသည် complement နေရာဝင်သော noun phrase အဲ့တော့ဒီဝက်ကြောင့်မှကျွန်တော်တို့က you ကစာချက် mat တွေ့သည်ဗာအဲ့တော့ဒေါက်တာဝိုက်ဒေါက်တာဝိုက်ကိုအော်ဂျက်နေရာဝင်တဲ့ noun เนาะ proper noun တူဆိုင်တယ်ဘယ်မှာတွေ့လဲဆိုတော့ in my office ငါရဲ့ရုံးခန်းမှာ preposition in နဲ့စထားတယ်ကျွန်တော်တို့ဒီ preposition နဲ့ phrase အဲ့ဒီ preposition နဲ့ phrase ဒီအရှိမရှိတဲ့ mat ဆိုတဲ့ verb ကိုလာပြီးတော့အတူပြုတဲ့တွေ့တဲ့နေရာကိုပြောခြင်းဖြစ်တဲ့အတွက်ကြောင့်သူဒီ ever phrase or place ဖြစ်ပါတယ်เนาะအဲ့တော့ ever phrase of bliss အဲ့ဒီဝကြမှာဆိုရင်ကျမတို့ကဒီ Dr. Y ဆိုတဲ့ ဒီဟိုကောเนาะအဲ့ဒီလူကိုကျမတို့ second incident မှာဆိုရင် object နေရာမှာတွေ့ရတယ်ပထမဝကြမှာဆိုရင်တော့သူက subject နေရာမှာရှိတယ်အဲ့တော့ဒီနှစ်ចောင်းကိုပေါင်းပြီးတော့ relative clause နဲ့ရေးမဲ့ဆိုရင် doctor why subject okay ဒုတိယဝကြမှာသူဒီ object နေရာမှာရှိတဲ့အတွက်ကြောင့်လူဖြစ်ပေမဲ့ကျမတို့ whom home ကို ရေးမယ်ပြီးတဲ့အခါမှာကျမတို့ subject နဲ့ verb ပါတဲ့ဒီ subject နဲ့ verb ပါတဲ့ ီ clause ရဲ့အရှိကို relative pronoun ကို ပို့မယ်အဲ့တော့ whom you met in my office ဆိုတဲ့ကျွန်မတို့ relative clause ရသွားပြီပြီးတဲ့ကျွန်တော်မှဒီကြံနေတဲ့ဒီဟာပေါ့နော်ဝကြပြက်ကိုပြန်ပြီးတော့ရေးမယ်အဲ့တော့ doctor why comma ပြီးတော့ whom you met in my office comma is an ecologist ဆိုတဲ့ကြံနေတဲ့ဟာကိုဆက်ရေးပေးရမှာဖြစ်တယ်အဲ့တော့ဒီဟာကိုရေးတဲ့အခါမှာကျွန်မတို့က suggest ဆိုရင်တော့လူဆိုရင် who ပေါ့နော် object pronoun နောင်းဆိုရင်တော့ WHOM ဟူးကိုရေးကိုကတွေးတဲ့နေရာကသူဒီ urgent နေရာဖြစ်တဲ့အတွက်ကြောင့်ဒီ surgical viral အရှိကို urgent pronoun ကိုပို့ပြီးတော့ကြံတဲ့ဟာကိုဆက်ရေးအဲ့တော့ comma နဲ့ရေးမယ်ဆိုရင်တော့ဒါဒီကျမတို့ဘာလို့ခေါ်မလဲဆိုရင် non defining clause ဖြစ်ပါတယ် non defining clause ဖြစ်တဲ့အတွက်ကြောင့်သူဒီ extra information ကို ပေးတယ် extra information ကိုပေးတဲ့အတွက်ကြောင့်သူဒီအပိုသိပါစေလို့ပြောတဲ့အတွက်ကြောင့်အရေးမကြီး ဘူးအဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဒေါက်တာဝိုက်ဒီ is an ecologist ဂေဟဗေဒပညာရှင်တစ်ဦးဖြစ်သည်လို့ပြောလဲရတယ်ဒါပေမဲ့ငါရဲ့ယုံခမ်းမှာမင်းတွေးခဲ့တော်လူကဒေါက်တာဝိုက်ဖြစ်တယ်သူက ecologist ဒီဂေဟဗေဒပညာရှင်တစ်ဦးဖြစ်တယ်လို့ပြောချင်းဖြစ်ပါတယ်နော်โอเคအဲ့တော့ကျမတို့ example number 3ကိုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ example number 3မှာကြာတော့ the book စာအုပ်တဲ့ was written ဘာတူဘီနဲ့ဘာတရီနဲ့ ပေါင်းထားတဲ့အတွက်ကြောင့်ဒါဒီကျမတို့ passive voice နဲ့ရေးတယ်အဲ့တော့ ပဲစဖိုင်ကိုတုံးတဲ့အတွက်ကြောင့်ရှေးမှာရှိတဲ့ဒီနှလုံးဖြစ်နေတဲ့ noun phrase ဒီ object ရဲ့နေရာကိုဝင်တယ်လို့ပြောရမှာပေါ့နော် object ဆိုတော့ကျမတို့ကိုယ်နဲ့ဘာသာပြန်မယ်အဲ့တော့စာအုပ်ကို was written ရေးသားခဲ့ပါသည် in german german ဘာသာစကားဖြင့်ရေးတယ် in german preposition နဲ့ phrase เนาะအဲ့တော့ the professor professor ကဒီနှလုံးရှိတဲ့အတွက်ကြောင့်စာကျဲနေရာဝင်သော noun phrase translated ဘာသာ ပြန်ပါသည် the book sa o ကို translate တဲ့ဘာသာပြန်သည်ဆိုတဲ့ဘာသည် object လို့တဲ့ transitive verb ဖြစ်တယ်အဲ့တော့နောက်မှလိုက်လာတဲ့အရာသည် object နေရာကိုဝင်တဲ့ noun phrase အဲ့တော့ဒီဝါကျနှစ်ကြောင်းမှာ ကျွန်တော်တို့ the book ဆိုတဲ့ဒီဒီ noun phrase ကိုပေါ့နော် second ဝါကျမှာဆိုရင် object နေရာမှာတွေ့တယ်အဲ့တော့ဒီနှစ်ကြောင်းကို ပေါင်းပြီးတော့ relatives clause အနေနဲ့ရေးတဲ့အခါမှာ urgent နေရာမှာရှိတဲ့ book ဆိုတဲ့အရာကို ကျမတို့က sergeant never ပါတဲ့ဒီဝကြပြရဲ့အရှိကိုပို့အောင်မပေါ့နော်ဒီနေရာဒီသူ့ရဲ့နေရာဖြစ်တယ်အဲ့တော့ကျမတို့ပြန်ရေးမယ် the book လာပြီအဲ့တော့ the book ဆိုတဲ့အရာဒီကျမတို့ အရာဝတ္ထုဖြစ်တဲ့အတွက်ကြောင့် relative pronoun က THAT that ကိုသုံးမယ်ပြီးတဲ့အခါမှာမကြံနေတဲ့ sergeant verb ကိုရေးလိုက်တော့ the professor translated ဆိုတဲ့အရာရပြီပြီးတော့မှကြံနေတဲ့ဟာကိုဆက်ရေးမယ် was written in german okay အဲ့တော့ဒီ word ကြောင့်ကိုကျွန်တော်တို့ဖတ်လိုက်တဲ့အခါမှာ the book that the professor translated was written in german professor ကဘာသာပြန်ခဲ့တော့เนาะ စာချန်နယ်ဘာပါတဲ့ clock ဒီကျမတို့ AGD clock ဖြစ်တဲ့တနည်းအားဖြင့် related clock စီလည်း AGD clock ကိုပဲညွှန်ချင်းဖြစ်တဲ့အဲ့ဒီ AGD clock ကအရှင်းမှရှိတဲ့ noun ကိုအထူးပြုမှာဖြစ်တဲ့အဲ့ဒီ sorry အဲ့ဒီအတွက်ကြောင့်ဘာသာပြန်တဲ့အခါမှာသောနဲ့ဘာသာပြန်မယ်ဘယ်သူကိုသောမလဲဆိုတော့ main verb ကိုသောမယ် professor က translated ဘာသာပြန်ပေးခဲ့တော့အဲ့ဒီစာအုပ်ကို was written in german german ဘာသာစကားဖြင့်ရေးသားထားပါသည်เนาะအဲ့တော့စာအုပ်ဖြစ်တဲ့အတွက်ကြောင့် that ဆိုတဲ့အရာနဲ့ရေးချင်းဖြစ်တဲ့ comma မပါတဲ့အတွက်ကြောင့် relative pronoun that ကို သုံးချင်းဖြစ်တဲ့တကယ်လို့များ comma နဲ့ဒီဝက်ကြောင့်ရေးမယ်ဆိုရင်ကျွန်တော်တို့ that ဆိုတဲ့နေရာမှာ w h i c h which ကရေးရမှာဖြစ်ပါတယ်เนาะ Okay exam မှာ number 4ကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်ရအောင်။ exam မှာ number 4မှာဆိုရင် environmental science ဒါဒီနှလုံးဖြစ်တဲ့အတွက်ကြောင့် noun phrase ဘယ်နေရာမှာရှိလဲစာကျမ်းနေရာမှာရှိတယ်။အဲ့တော့ environmental science ဆိုတဲ့ဘာသာရပ်ဒီ is ဖြစ်ပါသည်တဲ့ one of the most popular course in the college one of the most popular course ပေါ့နော်ဒီ popular ဖြစ်ဆုံးဒီ course များထဲမှာတစ်ခုဖြစ်တယ်ဘယ်မှာလဲ in the college ဒီ college မှာအဲ့ဒီ in the college ဒီနေရာကိုဖော်ပြပေးတဲ့အတွက်ကြောင့် advert phrase or place เนาะကောလိပ်မှာဆိုရင် popular အဖြစ်ဆုံးဒီ course များထဲမှာတစ်ခုဖြစ်သည်เนาะပြန်ရေးထားတယ် Dr. White Dr. White ဆိုတဲ့လူက teachers သင်ကြားပေးပါသည် environmental science ဆိုတဲ့ဘာသာရပ်ကိုအဲ့တော့ဒီမှာ teach ဆိုတဲ့သင်ကြားသည်ဆိုတဲ့ဘာသည်ဘာကိုသင်တယ်လဲ object လို့တဲ့အတွက်ကြောင့်နောက်မှာ object နေရာဝင်သော noun phrase အဲ့တော့ကျမတို့ဒီမှာပေးထားတဲ့ဝါကျနှစ်ကြောင်းကိုဒီ related clause အနေနဲ့တချောင်းနဲ့ပေါင်းပြီးတော့ရေးမယ် AGD cross အဖြစ်ဖန်တီးမယ်အဲ့တော့ဖန်တီးလိုက်တဲ့အခါမှာပထမဝက်ကြမှာရှိတဲ့ environmental science သူဒီစာချန်နေရာဝင်သော noun phrase ရပြီအဲ့တော့အဲ့ဒီ environmental science ကိုဒုတိယဝက်ကြမှာဆိုရင် ကျွန်တော်တို့ object ရဲ့နေရာမှာတွေ့ရတယ်အဲ့တော့ object နေရာမှာတွေ့ရတဲ့အတွက်ကြောင့် environmental science ဒီကျွန်တော်တို့ဒီ animals တို့ things တို့အုပ်စုထဲမှာရှိတယ်ပေါ့နော်အဲ့တော့သူ့ကို derivative clause ဖန်တီးတဲ့အခါမှာဆိုရင် WHICH fish နဲ့ရေးမယ်နော် WHICH fish ကို surgeon နဲ့ verb ပါတဲ့ဒီဝကြပြက်ရဲ့အရှိကိုပို့အဲ့တော့ surgeon က doctor white teachers က verb surgeon နဲ့ verb ပါတဲ့ဒီဝကြပြက်ရဲ့အရှိကိုပို့လိုက်တော့ environmental science ရဲ့နေရာတိ doctor white teacher ဆိုတဲ့အရှိဆုံးရောက်မှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့် environmental environmental science ကောမှာဒီ environmental science ဒီကျွန်တော်တို့နာမည်ဖြစ်တဲ့အတွက်ကြောင့် which ကိုယူရေးမယ်ပြီးတော့ Dr. White teaches ပြီးမှကျန်နေတဲ့ is one of the most popular courses in the college ဆိုတဲ့အရာကိုဆက်ပြီးတော့ရေးမယ် Okay အဲ့တော့ဒီဝဲကြမှာကျွန်တော်တို့သတိထားရမှာကကောမာနဲ့ရေးထားတယ်เนาะဒီဝဲကြကိုစာရေးသူကကောမာနဲ့ရေးထားတယ်ကောမာပါတဲ့အတွက်ကြောင့်ဒီ clause ကို ကျွန်တော်တို့က non defining clause လို့ခေါ်တယ် non defining clause ဖြစ်တဲ့အတွေ့အကြုံကျွန်တော်တို့ relative pronoun ကိုရွေးချယ်တဲ့နေရာမှာ which which ကိုပဲရွေးရမှာဖြစ်တယ်နော် that that the non defining clause မှာဘယ်တော့မှမရေးပါအဲ့တော့ which which the object ရဲ့ pronoun which ကိုရေးပြီးမှ Dr. White teaches comma is one of the most popular causes in the college တက္ကသိုလ်မှာနော်အဲ့ဒီ adverb clause of place အဲ့လိုမျိုးရေးရမှာဖြစ်တယ် okay examiner number 5ကိုဆက်ပြီးတော့ကြည့်ရအောင် အဲ့တော့ Albert Einstein ပေါ့နော်ဒါကစာကျဲနေရာဝင်တဲ့ noun เนาะတဲ့ဦးဆိုင်နံပေါ့ proper noun was ဖြစ်ပါသည်တဲ့ a high school dropout တော့အဲ့တော့ high school dropout ဆိုတာကတော့ကျမတို့ဒီ high school မပြီးဘဲနဲ့ပေါ့နော်အဲအထက်တန်းကျောင်းမပြီးဘဲနဲ့ကျောင်းထွက်လိုက်တဲ့သူတဦးဖြစ်ပါသည်တဲ့ the war ကဘာကြီးကเนาะကဘာကြီးကနှလုံးဖြစ်တဲ့အတွက်ကြောင့် noun phrase recognize သူကိုအမှန်ရပါတယ်တဲ့ hin ကသူကို object pronoun as a genius Genius ဉာဏ်ကြီးရှင်တူအဖြစ်เนาะ S နဲ့စထားတယ်နောက်မှနောင်လိုက်လာတယ် S a Genius သူသည်ကျွန်တော်တို့ ဘယ်လိုပြောမလဲဆိုတော့ကမဲနာလို့ပြောရမှာဖြစ်တယ်နော်မဲနာโอเคအဲ့တော့ဒီမှာဝတ်ကြားနှစ်ကြောင်းရှိတယ် relative clause အဖြစ်နဲ့တကြောင်းတည်းပေါင်းပြီးတော့ရေးမယ်အဲ့တော့သူဘယ်သူကြောင်းပြောနေလဲဆိုတော့ Albert Einstein အဲ့တော့ Albert Einstein ဒီ second sudden ဒုတိယဝတ်ကြားမှာဆိုရင်သူက urgent နေရာမှာရှိတယ်အဲ့တော့နှစ်ကြောင်းကို ပေါင်းပြီးတော့ရေးတော့မယ်ဆိုရင် sergeant ဘွားရဲ့အရှိကိုဒီ object ကိုပို့တော့ဒီ wall ရဲ့အရှိကိုလာမှာဖြစ်တယ်အဲ့တော့ wall အရှိကိုလာမှာဖြစ်တဲ့ကြောင့် Roger Pronoun ဖြစ်တဲ့အတွက်ကြောင့်ကျမတို့က WHOM whom ကို you ရေးရမှာဖြစ်တယ်เนาะအဲ့တော့စပြီးရေးမယ် Albert Einstein လာပြီးပြီးတဲ့အခါကျတော့မှ ကျမတို့ Roger Pronoun WHOM whom ပြီးတော့ the world ကဘာကြီးက recognize အမှန်ရသည် as a genius ဉာဏ်ကြီးရှင်တဦးအဖြစ်ကဘာကြီးကအမှန်ရသောเนาะဒီဘာကို ကျမတို့သောနဲ့ဘာသာပြန်မယ် ။ဘာဖြစ်လို့တော်နဲ့ဘာသာပြန်လဲဆိုတော့ AG de clause ဖြစ်တဲ့အတွက်ကြောင့်เนาะ sergeant never ပါတဲ့ clause ကြီးရှေ့မှာရှိတဲ့ noun ကိုလာပြီးထူပြတော့ AG de clause အဲ့တော့ဘာသာပြန်တဲ့အခါမှာ main verb ကိုတော်နဲ့ဘာသာပြန်မယ်။ကဘာကြီးကဒီ genius ဉာဏ်ကြီးရှင်တဦးအဖြစ်နဲ့အမှန်ရနေသော Albert Einstein သည် Albert Einstein က was ဖြစ်ပါသည် a high school dropout high school မပြီးဘဲနဲ့ကျောင်းထွက်လိုက်ရသော သူတူဖြစ်ပါသည်နော်โอเคအဲ့တော့ exam မှာ number 6ကိုဆက်ပြီးတော့ကြည့်ရအောင် exam မှာ number 6မှာဆိုရင် the professor နော်ဒီပေါမောက်ခါကတဲ့တော့ဒါဒီ noun phrase is ဖြစ်ပါသည် the chairs of the english department english department english စာဌာနရဲ့ဥက္ကဋ္ဌဖြစ်သည် compliment နေရာကိုဝင်တဲ့ noun phrase ပါနော်နောက်တစ်ဝက်ကျမှာ you mean က should see သွားတွေးသင့်ပါတယ်ဒါက verb phrase နော် ီရှော့စီယာတတွက် the professor ကိုအဲ့ဒီ professor ဆိုတာက senior urgent နေရာမှာရှိတဲ့အတွက်ကြောင့် urgent နေရာဝင်သော noun phrase okay အဲ့တော့အဲ့ဒီ second word ကြောင့်ကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာ professor ဒီ urgent နေရာမှာရှိတယ်အဲ့တော့အဲ့ဒီ word ကြောင့်နှစ်ကြောင်းကို ပေါင်းပြီးတော့ related clause ရေးမယ်ဆိုရင် sergeant ever ရှိတဲ့ဒီအရှိနေရာကိုဒီ object ကိုပို့ပေးရမှာဖြစ်တယ်အဲ့တော့အရင်ဆုံးရေးလိုက်မယ် the professor ဒုတိယဝက်ကြားမှာ professor ဒီ order ဖြစ်တဲ့အတွက်ကြောင့် order pronoun whom ကိုရေးမယ်ပြီးတဲ့အခါမှာမကြံနေတဲ့ sergeant နဲ့ short စီဆိုတဲ့ verb phrase ကိုရေးမယ်ပြီးတော့ is main verb လာမယ် chair of the english department တဲ့တွဲလုံးဒီ complement နေရာကိုဝင်တော့ noun phrase เนาะအဲ့တော့ Professor who are uh, whom you should see mentor twe thin do see twe di so de ya di twe thin do sergeant never pa de atwa chao tu di class a shin ma shi de noun go la bi thu pyu ya atwa chao tu di adjective class adjective class so do ba ta byan ne kha ma paw ne ba ta byan me bdu go to mle main verb go to me a do mentor twe thin do professor di professor ga no ti ga ma ga sin pye de ha ne ba ta byan me Professor က is ဖြစ်ပါသည် chairs of the English department English ဆာဌာနရဲ့ဥက္ကဋ္ဌတူဖြစ်သည်အဲ့တော့ဒီဝါကျနှစ်ကြောင်းကိုကျွန်မတို့က WHOM whom ဆိုတော့ relative pronoun object pronoun ကို သုံးပြီးတော့လဲဆက်လို့ရသလိုလူဖြစ်တဲ့အတွက်ကြောင့်သူကို THAD than နဲ့လဲဆက်ရေးလို့ရတယ် okay အဲ့တော့ကျွန်မတို့ than နဲ့ဆက်လို့ဆက်ရေးလို့ရတယ်လို့ကျွန်မဘာကြောင့်ပြောလဲဆိုတော့ဒီဝါကျကို ရေးထားတဲ့စာရေးသူသည် comma နဲ့ ရေးထားတာမဟုတ်ဘူးကွန်မမပါတဲ့အတွက်ကြောင့်သူသည် uh essential information ကိုပေးတဲ့ defining clause ဖြစ်တယ် defining clause ဖြစ်တဲ့အတွက်ကြောင့်လူကိုကျမတို့ who တို့ whom တို့အစား than နဲ့လဲဆက်ပြီးတော့ရေးလို့ရတယ်တကယ်လို့များကျမတို့က reduce လုပ်တော့မယ်ဆိုရင်တော့ဒီ relative pronoun whom တွေ that တွေကိုဖြုတ်ပစ်ပြီးတော့ the professor you should see is chair of the english department ဆိုပြီးတော့ relative pronoun တွေမပါဘဲနဲ့လဲရေးလို့ရတယ်ပေါ့နော် okay အဲ့တော့ကျမဒီနေ့ပြောသွားတဲ့ဟာကိုပြန်ပြီးတော့ခြုံမယ် relative pronoun ဆိုတာကတော့ကျမတို့ adjective relative clause ဆိုတာကတော့ adjective clause တွေကိုပဲပြောခြင်းဖြစ်တယ်အဲ့တော့သူဒီလည်းပဲ adjective clause ဖြစ်တဲ့အတွက်ကြောင့်အမျိုးအစားအပြည့်နှစ်မျိုးရှိတယ် defining clause နဲ့ non defining clause defining clause ဆိုတာကတော့ essential information ကိုပေးတယ် essential ဖြစ်တဲ့အတွက်ကြောင့် comma နဲ့ထပ်ပြီးရေးစရာမလိုဘူး non defining clause ကြတော့ extra information ကိုပေးတယ်အပိုသီးပါစေလို့ပြောတဲ့အတွက်ကြောင့် comma နဲ့ထပ်ပြီးတော့ဝါကြကိုကျမတို့ဟိုစမ်းထုတ်လို့ရတယ်ပေါ့နော် ရှေ့အောင်ရေးပေးလို့ရတယ်အဲ့တော့ကြွားချားချက်ကဒီလူအတွက်ဆိုရင်တော့ defining clause မှာကျမတို့ who သို့မဟုတ် that နှစ်ခုစလုံးကိုသုံးလို့ ို့ရတယ်ဒါကစာချက် pronoun ဆိုရင် who ဒီ object ဆိုရင်တော့ whom whom ကိုသုံးမှာပေါ့နော်ဒါပေမဲ့ non defining clause မှာကြတော့ကျွန်တော်တို့ who တမျိုးတည်းကိုပဲသုံးမယ် that that ကို ယူရေးလို့မရဘူး comma နဲ့ရေးတဲ့ဝါကြတွေမှာ that ကို related pronoun အဖြစ်နဲ့ရေးလို့မရဘူး okay အနောက်တစ်ခုက animals နဲ့ things တွေမှာဆိုရင် ကျွန်တော်တို့က that that နဲ့ဆက်ပြီးတော့ရေးတယ်အဲ့ဒါက defining clause defining clause ဖြစ်တဲ့အတွက်ကြောင့်သူဒီ comma မပါဘဲနဲ့ရေးတဲ့ဝါကြဖြစ်တယ်အရေးကြီးတဲ့သတင်းချက်လက်တွေကိုပေးတဲ့နေရာမှာသုံးတယ် non defining clause မှာကြတော့ကျွန်တော်တို့ animal things တို့ကို THD ဒါနဲ့ဆက်မက်စာ WHICH which နဲ့ရေးတယ် comma နဲ့ထည့်ပြီးတော့ရေးလို့ရတယ်ဒါလေးမှတ်လို့ရပြီဆိုရင်ဒီ related clause တွေကကိုယ့်ဘာသာကိုပေါ့နော်ရေးလို့ရပါပြီကျေးဇူးတင်ပါတယ်ရှင်